ပဲကိုးတိုင်းသဲဖုံထောင်ရွာမှာနေထိုင်တဲ့မတ်အုံမာကမိသားစုဘဝရှင်တဲ့ရည်တည်ရေးအတွက်ဒေတာရင်းမှာတမ်းမျိုးစိုက်ပျိုးရေးလုပ်ငန်းကိုလုပ်ကိုင်ရင်ပုံမကောင်းမွန်တဲ့ဘဝကိုဖန်တီးဖို့အတွက်နီလန်းကောင်းတစ်ခုကိုရှာဖွေတွေ့ရှိခဲ့ပါတယ်ရှင်။ အဲ့ဒါကတော့အမျိုးသားအတွက်နေစဉ်ဝင်ငွေရှိပြီးစူးစမ်းတလောက်ပြန်လဲရရှိစေမဲ့ကိုပိုင်လုပ်ငန်းတစ်ခုကို LV Microfinance ကနေချိတ်ဆက်ခဲ့တာပဲဖြစ်ပါတယ်ရှင်။တခြားသုံးမင်းရင်ကို LV Microfinance ကနေအရေးကြဝယ်ယူပြီး data ရင်းမှာရှိတဲ့သွားလာရေးလိုအပ်တဲ့သူတွေကိုပို့ဆောင်ရင်နေစဉ်ဝင်ငွေတိုးပွားလာတာပဲဖြစ်ပါတယ်ရှင်။နေစဉ်ဝင်ငွေတိုးပွားလာတာနဲ့အမျှ data ရင်းမှာရှိတဲ့လူများနဲ့ဆက်သွယ်ပြီးနေစဉ်သွားလာရေးတရွာနဲ့တရွာကိုလူသွားလာရေးကုန်ပစ္စည်းများပေါ့ပေါ့ပါပါတည်ဆောင်ရေးနဲ့ data ရင်းမှာရှိတဲ့လုပ်ငန်းတွေတိုးတက်ရေးအတွက်ကိုအကျိုးပြုလျက်ရှိပါတယ်ရှင်။ အောက်မှာရဲ့ဇလန်းဖြစ်စဉ်လေးကတော့အခွင့်အလမ်းကောင်းတစ်ခုဟာမိမိမိသားစုအတွက်သာမကဒေတာရင်းရှိလူများအဖွဲ့အစည်းများကျွရတရမှအစပြုပြီးတော့တနိုင်ငံလုံးအတိုင်းအတာအထိအချို့ပြုသွားနိုင်နေဆိုတာကိုထင်ဟပ်ပြသနေတာပဲဖြစ်ပါရဲ့ရှင်မိသားစုဘဝကိုမြင့်တင်ပါလူနေမှုဘဝများကိုတိုးတက်စေပါမြန်မာပြည်အနှက်တိုးတက်မှုများကိုပေါ်ဆောင်ပါ LV Microfinance နဲ့ချိတ်ဆက်ပြီးပဲခူးတိုင်းမကွေးတိုင်း ARD တိုင်းနေရာတော်တော်များများမှာ၃မင်းရင်တွေကိုဝယ်ယူနိုင်ပါပြီရှင်။တခြား၃မင်းရင်တွေကိုဆက်သွယ်ဝယ်ယူမယ်ဆိုလို့ရှိရင်တော့69633921 39996 9003928 39996 9003928 39996 4500တို့ကိုဆက်သွယ်နိုင်ပါတယ်ရှင်။